ဒီဗီဒီယိုမှာကတော့ International Phonetic Alphabet စလို့ခေါ်တယ်ဒီနိုင်ငံတကာကအသုံးပြုတဲ့ဒီအင်္ဂလိပ်စာအသားထွက်ပြပုံတော့အဲ့လိုကိုဒီပုံစံကားချက်လေးနဲ့ပြထားတယ်ပေါ့နော်ဒီအတူကအဖြစ်ကြတော့ IPA လို့ခေါ်ပါတယ်ဒီ phonetic phonetic တွေကိုသိကြားတဲ့အခါမှာဆိုရင်ဒီ ဒီကားချန်လေးနဲ့မတ်တဲ့အခါပို့ပြီးတော့လွယ်ကူစေတာပေါ့နော်ဆိုတော့ဒီမှာဆိုရင်ဒီ phonetic တွေကဘာကြောင့်သင်ရလဲဆိုလို့ရှိရင်ဒီအင်္ဂလိပ်စာတွေကိုလေ့လာနေသူတွေဖြစ်ဖြစ်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့သိချေတဲ့သူတွေဖြစ်ဖြစ်ဒါအင်္ဂလိပ်စာတွေကိုရေးတဲ့အခါမှာရေးထားတဲ့ဟာတွေကြတော့ alphabet တွေပါပဲဒီစာလုံးတစ်ခုကိုရေးတဲ့ c r k ဲ့ဒီ CAR ခါမှာဒီမြင်ရတဲ့ဟာတွေကြတော့ C A R ဆိုတဲ့ alphabet လို့ခေါ်တဲ့အခိယာစာလုံးတွေပေါ့နော်ဒါပေမဲ့ဒီအတန်ကို ထွက်တဲ့အခါမှာဒီအခိယာတွေကို ပေါင်းစပ်ပြီးတော့ထွက်လာတာမျိုးမဟုတ်ပါဘူးသူ့မှာမမြင်ရဘဲနဲ့ဒါ CAR ဆိုရဲ့နောက်မှာဒီ အတန်ထွဲ့တေဂီတလေးတွေဆိုတာရှိပါတယ်။ဒါအတန်ထွဲ့တေဂီတဆိုတာကတော့ဒါဆာလုံးတွေမှာဟိုရေးပြထားခြေတော့မရှိဘူးပေါ့နော်။ဒီမြန်မာတွေမှာဆိုရင်မြန်မာဆာလုံးမှာဆိုရင်ဒီဟိုဘီလို့ဘီဒွဲလို့သရတို့သရတွဲလို့ အဲ့လိုမျိုးတွေကိုဟိုမြေရတယ်ဆိုပေမဲ့ဒီ CR ကားမှာပဲကြည့်အဲကားကြီးနဲ့ရေးချဝစ်ဆာနှလုံးပေါက်ဆိုပြီးတော့တခါတည်းပြီးတော့ရေးပြထားတယ်ဒါပေမဲ့အင်္ဂလိပ်စာမှာကြာတော့အဲ့လိုမျိုးအသာထွက်တွေကိုဟိုမြေအောင်လို့ရေးပြထားခြင်းမရှိပါဘူးဒါဒါပေမဲ့စကားလုံးတွေကိုကြည့်တတ်တဲ့အခါမှာဒီမြေရတဲ့ဟာတွေက alphabet တွေပါဒါ alphabet တွေရဲ့နောက်မှာမမြေရဘဲနဲ့မမြေရတဲ့အသာထွက်တွေဆိုတာရှိပါတယ်အဲ့လိုမျိုးဘာလို့ ဘလို့မှာသွားပြီးတော့ကြည်ရလဲဆိုရင်အဘိဓာတွေမှာသွားပြီးတော့ကြည်ရတဲ့ကြည်တဲ့အခါမှာဒီအတန်ထွဲ့နဲ့ပတ်သက်ပြီးတော့ရေးထားတဲ့ပြောပြထားတဲ့ဟာလေးတွေရှိတာပေါ့နော်ဆိုတော့ဒီမှာအဘိဓာလေးကိုဥပမာအပြည့်ကြည်ကြည်အောင်ပြပေးပဲနော်ဆိုတော့ဒီမှာဆိုရင်ဘာကိုပြောလဲဆိုရင်ဒီမှာစီအာခါပဲရက်ရှာမယ်ရှာလိုက်မယ်ရှာပြီးလို့ရှိရင် ဒီမှာဒါဒီမှာဆိုရင်ဒီဖက်ကစကလုံး COA CH ဆိုတဲ့ဟာလေးပေါ့နော်ဒါကြတော့ဒီဖက်မှာပြထားတဲ့ဟာလေးကိုကဒါ AKR စာလုံးဒါလေးက AKR စာလုံးတွေဖြစ်တယ်ဒါပြီးတော့သူ့ရဲ့အနောက်မှာဒီမှာဒုတ်ချောင်းလေးနှချောင်းကြားထဲမှာထည့်ထားတဲ့ဟာလေးဒီဟာလေးကိုကြတော့ဒါကြတော့အတန်ထွေသကိတ္တ เนาะဒီမှာဆိုရင်ဒီအသံတွေကိုနားထောင်ချေလို့ရှိရင်ဒီမှာပွဲပြီးတော့နားထောင်လိုက်လို့ရှိရင်အသံထွက်တွေကိုနားထောင်ရတယ် coach coach အာဒီလိုအသံလေးတွေကိုနားထောင်တဲ့အခါမှာဒီမှာဆိုရင်ဒီလိုအသံကဘယ်ကနေလာတာလဲဆိုရင်ဒီကောင်လေးကနေလာတာပါပဲဒီကောင်လေးတွေကိုဟိုကဒီသကိတလေးတွေကို သေးထားလို့ရှိရင်ဒီဘက်ဇက်ဘက်ဇက်လောက်ကိုပဲဒီလိုရိုက်စားစားဒီလိုမျိုးလေးတွေးရတယ်ဒါဆိုတော့ဒီဟာလေးကိုသေးထားလို့ရှိရင်ကိုကဒီအသားလေးတွေကိုနားမထောင်လို့နားထောင်နားမထောင်လဲပဲခုပါတာကိုထွက်လို့တတ်သွားတာပေါ့နော်ဆိုတော့ဒီမှာဒီလိုမျိုးအသားထွက်တွေကိုဒီဒုတ်ချောင်းနှချောင်းနဲ့ကြားထဲမှာရေးရတာပေါ့နော်ဒီဒုတ်ချောင်းနှချောင်းကိုဘယ်လိုခေါ်လဲဆိုရင် slant ဆိုပြီးတော့ခေါ်ပါတယ် slat slat အဲ့လိုမျိုးဒုတ်ချောင်းကိုဆလက်လို့ခေါ်ပါလေဆလက်ချောင်းနှစ်ချောင်းကြားထဲမှာဒီလိုမျိုးရေးထားတဲ့ဟာကိုအတန်ထွက်သေးကြတော့ဒီပေါ်တော့အဲ့လိုလေးပေါ်တော့ဆိုတော့ဒီပထမဆုံးစာမျက်နှာကိုပြသွားမယ်ပြသွားမယ်ဆိုရင်ဒီမှာအဲ့လိုမျိုးအတန်ထွက်သေးကြတာလေးကိုဒီလိုမျိုးကားချက်လေးတွေနဲ့သေးထားတဲ့ဟာလေးကို IPA ကားချက်လို့ခေါ်ပါလေ IPA ပုတ်ကားချက်လေးပေါ့နော်ဒီမှာဆိုရင် IPA ကဘယ်နှလုံးစီလဲဆိုရင် 44လုံးရှိပါတယ်။ဒါသူ့ရဲ့မူရေးပေါ့နော်။မူရေးက44လုံးရှိပြီးတော့ဒီမှာ44လုံးရှိပါတယ်။နောက်ပိုင်းတချို့ဆရာတွေကြတော့ဒီမူရေး44လုံးထဲရနေပြီးတော့ဒီအဲထွက်ဆုံးလို့ခေါ်တဲ့အတန်လေးငါးအတန်ကိုထည့်ပြီးတော့ပေါက်ထည့်ပြီးတော့49လုံးရှိတယ်လို့ဆိုကြပါတယ်။ဒါဒီ မူရဲရှိတာက44လောက်ပေါ့နော်ဒါ44လောက်ထဲကနေပြီးတော့40နဲ့6လုံးဆိုပြီးတော့အတန်လေးအဲထွက်သုံးလို့ခေါ်တဲ့အတန်လေးငေါတန်ထပ်ပြီးတော့ခွဲထွက်လာသေးတယ်ပေါ့နော်ဆိုတော့ဒီအခုကဒီ44လောက်ကိုပဲအဲပြောပြမှာပါဒါဆိုတော့ဒီ44လောက်ကဘာလေးလဲဆိုရင်ဒီမှာအစိမ်းရောင်လေးနဲ့ပြထားတဲ့ barons 12လုံးရဲ့ နောက်တစ်ခုအနီရောင်လေးနဲ့ပြထားတဲ့ death thorns ဆက်လုံးရယ်ဒါဆိုတော့ဒီ bowens နဲ့ death thorns တွေကသရသံတွေဖြစ်ပါတယ်ဒါသရသံကဒီမှာဆိုရင်အမ် bowen ကဆက်နှလုံးဒီ death thorns ကဆက်လုံးဆိုတော့20ပေါ့နော်အဲ့ဒါ အသရတန်က20နောက်တစ်ခုအောက်မှာရေးထားတဲ့ဟာလေးတွေကကြတော့ဒါကြတော့ကြည့်လိုက်မယ်ဆိုရင်ဘာလေးတွေနဲ့တူနေလဲဆိုရင်ဒီ alphabet တွေနဲ့သွားပြီးတော့တူနေပါလေဒါပေမဲ့ဒီဟာတွေက alphabet တွေမဟုတ်ပါဘူးဒီဟာတွေကဒီအတန်ထွေသိက္ခာတွေပေါ့နော်ဒီအတန်ထွေသိက္ခာတွေမှာ alphabet နဲ့တူတဲ့စကားလုံးလေးတွေရှိပါတယ်ဒါပေမဲ့သူက alphabet မဟုတ်ဘူး ဒါအတန်ထွေတေဂီတာတွေပေါ့နော်အတန်ထွေတေဂီတာတွေဆိုရင်ဒီဆလက်ဒုတ်ချောင်းလေးတွေနဲ့ရေးပြထားတာပေါ့နော်အဲ့လိုမျိုးပေါ့ဒါဒီမှာပြတိုင်းတိုင်းဟာလေးကအာ P B T D အဲ့ဒါလေးကဒါအခိယာစာလုံးမဟုတ်ဘူးဒါအတန်ထွေလည်းမတူပါဘူးဒါကြတော့သူ့ရဲ့အတန်ထွေမှာဆိုရင်သူ့ရဲ့အတန်တွေကတမျိုးဖြစ်ပါတယ်ဒါအတန်နဲ့အခိယာစာလုံးတွေကဟို စာလုံးပုံစံချင်းတူတယ်ဆိုပေမဲ့ဒါမတူပါဘူးဒီအခေယစာလုံးမဟုတ်ပါဘူးဒါလေးကိုအဲထက်ခါထက်ခါပြောပေးရတဲ့ဟာတွေကတချို့ကဒီဟာလေးတွေကိုမာတတ်ကြလို့ပါဒါအခေယစာလုံးမဟုတ်ပါဘူးအတန်ထွဲ့သေကေတာပဲဖြစ်ပါတယ်ဆိုတော့ဒီမှာဒီအခေယစာလုံးလေးတွေနဲ့တူတဲ့အတန်ထွဲ့တွေကအဲ့ဒီဟာလေးကိုဘာလို့ခေါ်လဲဆိုရင် ဘီးတန်လို့ခေါ်ပါတယ်ဒီဘီးတန်ကဘယ်နှလုံးစီလဲဆိုရင်စုစုပေါင်းက24လုံးရှိပါတယ်အဲ့ဒီ24လုံးမှာထပ်ပြီးတော့ခွဲထားပါသေးတယ်ဘယ်လိုမျိုးခွဲထားလဲဆိုရင် voiceless consciousness လို့ခေါ်တဲ့တန်ငင်းပြီးတန်ဒါအပြာနုရောင်လေးနဲ့ရေးထားတဲ့ဟာလေးပေါ့နော်တန်ငင်းပြီးတန်ရဲ့ voiced consciousness လို့ခေါ်တဲ့ တန်ပြင်းပြီးတန်ရဲ့ single consciousness လို့ခေါ်တယ်ဒါအတန်ဘသူနဲ့မှမတူတဲ့သူ့ရဲ့တီးတန့်အတန်လေးတွေရဲ့ဆိုပြီးတော့ခွဲထားပါသေးတယ်ဒါဆိုတော့ voiceless consciousness လို့ခေါ်တယ်တန်ငင်းမှာဘယ်နှလုံးရှိလဲဆိုရင်လေးလုံး sorry တန်ငင်းက6လုံးရှိတယ်တန်ငင်းက6လုံးရှိပါတယ်။တန်ပြင်းကလည်းပဲ6လုံးရှိပါတယ်။ နောက်တစ်ခုက single consciousness တို့ခေါ်လဲဘယ်အတန်နဲ့မှမတူဘဲနဲ့သူသီးသန့်လေးရှိနေတဲ့အတန်ကလည်းပဲစစ်လုံးရှိပါတယ်ဒါဆိုတော့ဒီ3မျိုးစလုံးဆိုတော့စစ်3လီ24 24လုံးရှိပါတယ်ဒါဘီးသန့်24တန့်ဒါဆိုရင်စိုးစိုးကပြောထားတယ်တရတန်က20ဘီးသန့်က24တန့်ဒါဆိုရင်စုစုပေါင်းက54တန့်ဖြစ်ပါတယ် ဒါဆိုတော့ဒီသင်္ကန်းစာလေးကိုဟိုနားလည်မယ်လို့ယူဆပါတယ်ဒီဒီကားချက်လေးမှာပြထားတဲ့ဟာလေးကအင်္ဂလိပ်စာလုံးမှာအင်္ဂလိပ်ရဲ့ alphabet အခရာစာလုံးမဟုတ်ပါဘူးဒီကောင်တွေကဘာလေးတွေလဲဆိုရင်အတထွဲ့တေကီတာတွေဖြစ်ပါတယ်အတထွဲ့တေကီတာတွေအဲမှာဂျီတန်နဲ့ sorry ဂျီအင်္ခရာနဲ့တူတဲ့ဂျီတန်လေးကြီးရှိပါတယ် ါလေးတွေကိုတော့မှတ်ထားပေးပါ။ဒါဆိုတော့သူ့ရဲ့နောက်ပိုင်းတွေမှာသူ့ရဲ့တေခန်းစာတလုံးချင်းစီအလိုက်ကိုဗီဒီယိုလေးတွေနဲ့တေပြပေးသွားပါမယ်။ဆက်လက်ပြီးတော့စောင့်မျှော်ပြီးတော့ကြည့်စုပေးကြပါအောင်လို့ဒီဗီဒီယိုလေးကိုကြည့်စုပြီးတော့နဲ့တဲ့တဘောကြရစီ next like video subscribe လေးကိုလုပ်ပေးသွားကြပါအောင် thank you for watching